စစ်တပ်ကတိုင်းပြည်အာဏာကိုအာဓမသိမ်းယူလိုက်တဲ့အချိန်မှာလူမှုလူဒန်းစားပေါင်းစုံကလမ်းမတွေပေါ်ထွက်ပြီးငြင်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်စစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ခဲ့ကြသူတွေထဲမှာနိုင်ငံလက်ရွေးစင်အာကစားသမားတွေလည်းပါဝင်ခဲ့ကြပါတယ်တချို့အာကစားသမားတွေကတော့လက်ရှိအချိန်ထိအာဏာရှင်အောက်မှာမကစားဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့အိမ်မက်တွေကိုဆွန့်လွတ်ခဲ့ကြပြီးဖိနှိပ်ခံပြည်သူတွေဘက်ကရက်ခဲ့ကြပါတယ်တချို့ကတော့ကိုယ်တိုင်လက်နက်ကင်တော်လှန်ရေးထဲပါဝင်ပြီး အာဏာရှင်စစ်တပ်ကိုခုခံတွန်းလှန်နေကြပါတယ်။တချို့အာဂလာသမားတွေကတော့စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုတွေဖမ်းဆီးနှိပ်စက်တပ်ဖြတ်မှုတွေကြောင့်အသက်တွေပြီးခဲ့ကြရပြီးတချို့ကတော့ဖမ်းဆီးချုံနှောင်ခံထားရပါတယ်။ Hanauri United ရဲ့ U21 အသင်းကောင်းဆောင်ချစ်ပူပူငိမ့်ဟာ2021ခုနှစ်မတ်လ29ရက်နေ့ကရန်ကုန်အင်းစိန်မြို့မှာအာဏာသိမ်းမှုကိုလက်မခံကြောင်းဆန္ဒပြနေချိန် စစ်တပ်ရဲ့ပြစ်ခတ်ခဲ့တဲ့ကြီးစံထိမှန်ပြီးတည်ဆုံသွားခဲ့ရပါတယ်။အသက်22နှစ်အရွယ်သာရှိသေးတဲ့ချစ်ဖို့ဘုံငိမ့်ဟာထူးချွန်တဲ့လူငယ်ခြေတက်ဘောလုံးသမားတူဖြစ်ခဲ့ပြီးသူ့ရဲ့ကွယ်လွန်မှုဟာမြမဘောလုံးလောကအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဘောလုံးကစားသမားတွေထဲမှာနောက်ထပ်ကြွေလွင်ခဲ့ရသူတူဦးကတော့ယူ23မြမလက်ရွေးစဉ်ကစားသမားရဲရင်ထုံးမှာပဲရှမ်းယူနိုက်တက်ကစားသမားဘွားကနေ ကျမ်းမဖက်အာနာပီဆိုင်ရေးလှုပ်ရှားမှုစီရီယံမှာပါဝင်ခဲ့တဲ့ရဲရင်ထွန်းဟာလက်နက်ကင်တော်လန်ရေးမှာပါဝင်ခဲ့ပြီးတဲ့နောက်အခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ရဲရင်ထွန်းဟာရွှေဘိုအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှာတာဝန်ထမ်းဆောင်နေခဲ့တာဖြစ်ပြီး ကျမ်းမာရေးစိုးဝါမှုကြောင့်ကွယ်လွန်ခဲ့ရတာလို့ဆိုပါတယ်။ရဲရင်ထွန်းရဲ့ကွယ်လွန်မှုကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်က ဝန်ထဲကြောင့်စာတောင်ထုတ်ပြန်တာမျိုးမရှိခဲ့ဘူးဆိုပြီးဘောလုံးပရိသတ်တွေကလူမှုကွန်ရက်မှာဝေဖန်ခဲ့ကြပါသေးတယ် From the red corner 2 2 Now undefeated through 49 career fights စစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်တည်ဆုံးခဲ့ရတဲ့အားကစားသမားတွေထဲမှာမြမလက်ဝဲအကျော်မော်ဒူဒူလဲပါဝင်ပါတယ်ကမ္ဘာလက်ဝဲချန်ပီယံ WNC ကပတ်ကိုရရှိခဲ့မှုတဲ့ဒူဒူဟာ ဆရာနာဒိမှုကိုလုံးဝလက်မခံဘဲစန့်ကျင်ခဲ့သူဖြစ်ပါတယ်။2022ခုနှစ်ဧပြီလမှာဒူဒူကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပြီးတနှစ်ကျော်အကြာ2023ခုနှစ်ဧပြီ26ရက်နေ့မှာတည်ဆုံသွားခဲ့ရပါတယ်။နှိမ့်ဆက်ညင်ပန်းတပ်ဖြတ်ခံရပြီးတည်ဆုံသွားခဲ့ရတဲ့ဒူဒူရဲ့တည်ဆုံမှုကိုမိသားစုဝင်တွေစီဇူလိုင်လ17ရက်နေ့မှာအကြောင်းကြားခဲ့တာပါ။နိုင်ငံကုန်ကိုဆောင်ခဲ့ပြီး

ော့နန်းနာနန်းနာတော့ပြည်သူတွေကြားထဲမှာမလွမ်းမိုးတော့တော့ကျွန်တော်တို့ရဲ့ပိုးရဲ့အင်အားလေးနဲ့ကျွန်တော်ပြည်သူလူထုကယက်တီပေးတယ်ဆရာနာသိမှုကိုလက်မခံပဲစန့်ကျင်ဆန္ဒပြရမှာပါဝင်ခဲ့တဲ့ MMA fighter ဖိုးတော်ဟာလည်း2021ခုနှစ်မီလမှာရန်ကုန်မြို့ကန်တော်ကြီးပတ်လန်းကယူတိုပီးယားတာဝါမှာဘုံသုံးလုံးပေါက်ကွဲမှုနဲ့ဆက်ဆက်ပြီးစစ်တပ်ကဖမ်းဆီးလိုက်တာပါ။ Fighter 4တော်ကိုစစ်ကောင်စီကလက်ရှိချိန်ထိဖမ်းဆီးချုံနှောင်ထားဆဲဖြစ်ပါတယ်